ကတိရွှေချန်နယ်လေးကပြန်လဲကြိုးဆိုနေဘာလို့ပြောကျင်လဲဆိုတော့ဟိုနိုင်ငံရေးသူကတော့เนาะကျွန်တော်အများအားပြောကနိုင်ငံရေးသူကတော့เนาะဟိုတိုက်ဆိုင်နေဆိုတာမကြည့်ဘူးเนาะချူတင်ကြံစီထားတာပဲရှိရဲလို့ပြောတာဒါတာကတိပြောခဲ့တဲ့ဟာရေเนาะအခုကျတော့ဘာတွေဖြစ်တော့ဆိုတော့เนาะဒီမှာ 9580ရဲ့2361ဦးရဲ့ပေါ့နော်အကြတော့9580ရဲ့နော်2361ရောက်ရဲ့ပေါ့နော်ဒါလည်းကျင်ညာပြီးသားပေါ့နော်ကျင်ညာပြီးသားဆိုတော့ရှင်းနိုင်တို့မှာကျင်ညာမပြုတ်မဲ့ဆိုတဲ့အရာပေါ့နော်အဲ့တော့ဒါထည့်ပြီးလိုက်တာပေါ့နော်အခုဆိုလို့ချင်းကျွန်တော်ဆက်တနိုင်ထိုးတော့မယ်ပေါ့နော်ည7နိုင်ထိုးတော့မယ်ဒါလေးလည်းပါကျင်လို့ပေါ့နော်ပါကျင်လို့ကျွန်တော်ကျွန်တော်ကဘာလို့လဲဆိုတော့အခု26နှစ်ရက်တည်း29နှစ်နေတင်ပါဆိုတော့နော်ပါကျင်လို့ပေါ့ တမန်ကညဒါဒါရိုက်ပြီးလိုက်တာဗောနော်အကြတော့ကျွန်တော်လည်းတစ်ခါလေးကြနားမလဲဘူးညနားမလဲတော့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 ဒါမဲ့ဒွိယရရောဖြစ်မှာဗောနော်ဒါဒွိယရဖြစ်မှာကျွန်တော်ဟုတ်ခြေပုတ်မှာလဲပါလိမ့်မယ်နော်နောက်ွယ်မှာနောက်ွယ်မှာဇလန်နေကြီးရဘာလို့တော့အမေရိကန်ကမြန်မာနိုင်ငံပုံမှန်အချိန်ဤနီးပါးပေါ့နော်တာမန်အချိန်ဤဖြစ်နေပြီဆိုတော့ ဘာကြောင့်လဲဆိုတာသူတို့ပဲသိမှာပေါ့နော်ဘာလို့ဆိုတော့သူသူတို့တွေကပို့ပြီးပြီးတယ်ဆိုတော့သူတို့ဟိုဝင်ပြီးလှုပ်ရှားထားတဲ့အရာရှိရပေါ့နော်သူတို့ဝင်ပြီးလှုပ်ရှားထားတဲ့အရာအရာတွေမှာကျွန်တော်တို့ကဟိုကျွန်တော်တို့ကတော့ဝင်ပြီးလှုပ်ရှားထားတာပဲတည်ပေါ့နော်ဒီ daily ကတော့ဒီအစိုးရနဲ့နိုင်ငံတာဝန်ရှိတဲ့လူတွေတော့သိမှာပေါ့ဗျာဘာလို့ဆိုတော့ဘာကြောင့်လဲဒီလိုကြီးလှုပ်ရအောင်ဆိုတာကျွန်တော်ပြောပါတယ်ပြောရင်တန်လန့်တဲ့ဟိုဖြစ်လာတာနော်ခြေပုံကကျွန်တော်ပြောထားရယ်နော်ခြေပုံကကျွန်တော်ပြောထားရယ်ဒါ ရှေ့ပုံမှာတဲ့ကျွန်တော်ကာမရာပြီးသားသူ့ဂွင်းသက်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 တွေရှိတယ်ရှိတယ်နော်ကျွန်တော်တော်တော့အကြတော့ဒီမှာပေါ့နော်ဟိုပထမ9580ရဲ့2361ဦးရဲ့ပေါ့နော်အကြတော့သတင်းနှစ်ပုတ်လုံးတင်ပေးမယ်ပေါ့နော်အကြတော့ဒီဟာကဘလို့ဘလို့တော့တော့မသိဘူးပေါ့ဗျာဒါပေမဲ့ဟိုကေစီတူးတယောက်တည်းရဲ့သဘောတရားကိုပြောဟိုသဘောကိုပြောပါဆိုရင်တော့ စင်ဘီအစင်ဘီဘာလို့ဒီဒီလိုပြဟိုဒါတော့ဟိုကျွန်တော်စောနာပြောသလိုလေလူကြီးကတော့လူကြီးစကားပြောမှာပဲကျွန်တော်ကတော့ကျွန်တော်မြင်တဲ့အရာကိုပြောရရင်ခင်ဗျာကျွန်တော်တို့ကြောက်တော့ဗျာအခုကျွန်တော်တို့ပြောပြမှာကျွန်တော်အေးသေးနေတယ်ဗျာနော်ဟိုသူတို့ကမထီကန်သူများမနေတော့သူများဒုက္ခမရအောင်ဆိုတဲ့နေခဲ့တဲ့ပြုခဲ့တဲ့ဟာတွေနဲ့ နော်ချင်းချောက်ပြောဆိုပြီးတော့မရိုင်းနေတယ်နော်လူလူပတ်ဝန်းကျင်မှာမရှိသင့်တဲ့ကောင်းတွေလူတိတ်ဆန်တွေလူအောက်တန်းသားတွေကြတော့ခမဒီလိုဟာမျိုးဆိုရင်စဉ်းစားကြည့်စဉ်းစားကြည့်နည်းနည်းလေးစဉ်းစားကြည့်ခင်ဗျာဒါဒါကျွန်တော်တယောက်တည်းရဲ့အမြင်ပြောတာနော်ကျွန်တော်ပြောပြတာဟိုကလူကြီးကလူကြီးလို့လို့မှာပဲလူကြီးကလူကြီးလို့လို့မှာပဲဒါပေမဲ့ကျွန်တော်တော့ကျွန်တော်အတွေးနဲ့ကျွန်တော်တဦးတတိပုဂ္ဂလအတွေးနဲ့ပြောမယ်ဆိုရင်ကျွန်တော်တော့အဆင်မပြေဘူး ဒါအပွင့်လင်းဆုံးပြောတာအဆင်မပြေဘူးเนาะဒါပေမဲ့လူကြီးကတော့လူကြီးလှုပ်လှုပ်သွားတာဖြစ်တဲ့အတွက်ကျွန်တော်နားလေတယ်ဒါပေမဲ့တစ်ဖက်ကလည်းကျွန်တော်အမြဲတမ်းကျွန်တော်နှစ်နှစ်နှစ်ဟိုရင်းပေါ့နော်နှစ်ဖက်တွေးတွေးနေရကောင်ဆိုတော့နှစ်ဖက်ပြောပြတာပေါ့နော်ကျွန်တော်နိုင်ငံကြီးမှာတော့တိုက်ဆိုင်တာတော့မရှိဘူးဆိုပေမဲ့ရင်တော့နားရတာပေါ့ဗျာ ျွန်တော်ဘာလို့ဆိုလို့မုံတော့သိပါတယ်နော်ကျွန်တော်အချက်နဲ့တော့ကြောက်ကြည့်နေတဲ့လူတွေဆိုရင်သိပါတယ်ခင်ဗျာနော်အဲ့တော့ဒီမှာအန်တပုတ်နားထောင်ကြည့်ပထမဆုံး9580လွတ်တာရယ်နော်2361ဦးရယ်ပေါ့နော်အချက်နားထောင်ကြည့်လိုက်ပေါ့ပြည်တော်စုသမရမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်အမိတ်အမှတ်စနစ်မြင့်ဆောင်2025အား2025ခုနှစ်နိုဝင်ဘာလ26ရက် ဒီနေ့ရက်ဆွဲဖြင့်ထုတ်ပြန်ပါတယ်အဲ့ဒီအမိန်အပြည့်အစုံမှာရာဇသက်ကြီးပုံမှ905ကကြီးဖြင့်ကြားနာစစ်ဆေးစေအမှုများကို ပိတ်သိမ်းခြင်းအမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်ပြည်သူလူထုတရက်လုံးကလိုလားတောင်းတသည့်ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောက်လန်းနိုင်ရေးအတွက်အဓိကထားဆောင်ရွက်လျက်ရှိသည့်အားလျော်စွာပြည်သူလူထုပူးပေါင်းဆောင်မှုဖြင့်အကောင့်ထေဖို့ဆောင်ရွက်နိုင်ရေး ဥတီချက်ချမှတ်ဆောင်ရွက်လျက်ရှိပါသည် မကြာမီကျင်းပတော့မည်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးတွင်စန်တာမဲပေးပိုင်ခွင့်ရှိသည့်မဲစန်တာရှင်ပြည်သူအလုံးလွတ်လပ်မြတ်စွာစန်တာမဲပေးနိုင်ရေးအတွက်ရာဇသက်ကြီးပုံမှာ905ကကြီးဖြင့်၎င်းရင်းပြစ်မှုဖြင့်ထွက်ပြေးတင်းရှောင်းနေသဖြင့်ရာဇွေကျင်တွန်းဥပဒေပုံမှာ912ဖြင့်၎င်းတရားစွဲဆိုခံရသူ 9580ဥရို၏ကြာနာစစ်ဆေးဆဲအမှုများကို ပိတ်သိမ်း၍တရက်ခမ်းများအားအမှုမှလွတ်ရန် ဖွဲ့စည်းပုံအခြေခံဥပဒေပုံမှ429အရာဤအမိန့်ကိုထုတ်ပြန်လိုက်သည်အမိန့်အရာ အောင်လင်းတွင် အမှုဆောင်ချုပ်ဟုဖော်ပြပါရှိပါれခမညာကဲရာဇရာကြီးပုံမှာအဲ့ငါးငါးနော်ဒက်စကာကြီးပြတဲ့ ကျန်းသာစစ်သေးတဲ့အမှုပိတ်သိမ်းတယ်နော်9580ပေါ့နော်ကျတော့နောက်တစ်ပုတ်ကကြတော့2361ပေါ့နော်အဲ့ဒါကောင်းပါတယ်ကောင်းပါတယ်နော်ဒါတော့ကျွန်တော်မြင်မြင်ရ agreement နေပေါ့ဗျာ agreement နေ ီ agreement เนี่ยအလကားထုတ်တာမဟုတ်ဘူးနော်အလကားထုတ်တာမဟုတ်ဘူးနော်ခင်ဗျာကျန်နားထောင်ကြည့်မယ်နော်2360တဲ့တဲ့အရာပေါ့နော်ပြည်တော်စုတမရမြန်မာနိုင်ငံတော်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်အမိတ်အမှတ်17မြင်းဆောင်2025အား2025ခုနှစ်နိုဝင်ဘာလ26ရက် ဒီနေ့ရက်စွဲဖြင့်ထုတ်ပြန်ပါတယ်။အဲ့ဒီအမိန်အပြည့်အစုံမှာ ပြစ်ဒဏ်လူငယ်တက်တာခွင့်အမိန်အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည်ပြည်သူလူထုတရက်လုံးကလူလားတောင်းတသည့်ပါတီစုံဒီမိုကရေစီစနစ်ကိုအောင်မြင်စွာရှောက်လန်းနိုင်၏အတွေ့အဓိကထားဆောင်ရွက်လျက်ရှိသည့်အားလျော်စွာ ပြည်သူလူထုပူးပေါင်းဆောင်မှုဖြင့်အကောင့်ထဲပေါ်ဆောင်ရွက်နိုင်၏ဥတီချက်ချမှတ်ဆောင်ရွက်လျက်ရှိပါသည် မကြာမီကျင်းပတော်မီပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲကြီးတွင်ဆန်ဒာမဲပေးပိုင်ခွင့်ရှိသည့်မဲဆန်ဒာရှင်ပြည်သူအလုံးဆန်ဒာမဲပေးပိုင်ခွင့်မဆုံးရှုံးစေနှင့်လွတ်လပ်မျှတစွာဆန်ဒာမဲပေးနိုင်ရေးအတွက်ရာဇသက်ကြီးပုတ်မှ905ကကြီးအရာ ပြစ်မှုထင်ရှားစီရင်ခံရပြီးအကျဉ်းတော်အချုပ်ထောင်အကျဉ်းစခန်းအသီးသီးတွင် ပြစ်ဒဏ်ကြခံလျက်ရှိသောအကျဉ်းသားအကျဉ်းသူ 2361ဦးကိုရာဇွေကျင်တုံးဥပဒေပုံမှ410ပုံမှခွဲ1အရာရင်းတို့ကြခံရန်ကြံရှိသောပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍လွန်ငိမ့်တက်တာခွင့်ပြုလိုက်သည်အမိတ်အရာအောင်းလင်းတွေအမှုဆောင်ချုပ်ဟုဖော်ပြပါရှိပါရခင်ဗျာကဲကြတော့เนาะ ရှိုးရရကျွန်တော်အများအားပြောပါတယ်နားမလဲတဲ့ယာယီနားမလဲတဲ့ယာယီနားမလဲတဲ့ယာယီဆိုတာဒါကြီးပြောတာလေဒါကြီးပြောတာနော်ဇာတော့ကောင်းကောင်းမွန်မွန်နဲ့ကောင်းကောင်းမွန်မွန်နေခဲ့တဲ့လူတွေမြန်မာနိုင်ငံမှာချစ်မြတ်နိုးပြီးတော့နော် အများကြီးပြီးသက်ခဲ့ရတဲ့အရာတွေပြီးသက်ခဲ့ရတဲ့အရာတွေကြတော့တမျိုးကြီးဖြစ်တာပေါ့ကွာဒါဒါဒါတမျိုးကြီးဖြစ်တာပေါ့ကျွန်တော်တို့ကတော့နော်လူကြီးကလည်းလူကြီးလှုပ်လှုပ်သွားတယ်လူကြီးကလည်းလူကြီးပြောပြောရတယ်ပေါ့နော်ပြောရတယ်ဆိုတာဘာလို့တော့ agreement agreement ညာရှိတာ哦ဒါလုပ်ပြီးမှဒါဆိုတာကတော့ KM date တွေ KM date တွေကတော့ကျွန်တော်လည်းမြင်ပါတယ်ဒါမဲ့နော်တချို့ညာကျတော့စိတ်ထဲမကောင်းဘူးပေါ့ဗျာစိတ်ထဲမကောင်းဘူးပေါ့ နော်စိတ်တည်းမကောင်းဘာလို့စိတ်မကောင်းတာလဲဆိုတော့နော်ကိုကြိုက်တာကိုလုံးကိုလုံးတာကိုရကိုဖြစ်ရင်ကိုခန်းဆိုတာအဲ့အဲ့ဒီဟာမျိုးလေးပေါ့နော်ကျတော့ကိုကြိုက်တာကိုလုံးလို့ရတယ်နော်ကိုကြိုက်တာကိုလုံးနော်ကိုလုံးတာကိုရ ကိုဖြစ်ရင်ကိုခံဆိုတာလေးပေါ့နော်ကိုကြတော့ဘာအတွက်တုံးပေါ့နော်ဘာအတွက်တုံးဆိုတာလဲချို့ရရရှပြမှရမှာလေရှပြမှမြင်မှာပေါ့ဒီဟာကြီးကြောကျွန်တော်လည်းတွေ့တော့တွေ့တာပဲလေကျွန်တော်လည်းရွေးတစ်ခုပြောင်းလဲတစ်ခုအတန်နေထွက်လာတဲ့ကျွန်တော်နော်ဟိုသုံးသက်လို့သုံးသက်ပြီးနိုင်ပါတယ်ဒါမဲ့ ဟိုပြောသေးမပြောသေးကျွန်တော်လည်းစောင့်ရတာပေါ့နော်ကျွန်တော်လည်းမြင်ကြာဒီအကြီးကဘာကြီးဟိုမယိုးချင်းဘူးမယိုးချင်းဘူးမယိုးချင်းဘူးကျွန်တော်ထင်တယ်လေနော်ဒါတော့အခုလို့အခုလို့ဟာကြတော့ကဲရွေးတခုပြောင်းလဲတခုပေါ်မှာခဏီသာတိခန့်ချင်းဒီအောင်မြင်ရည်ဆိုတာနဲ့ပဲဆက်သွားကြပါဦးဒါပဲရှိတာပဲနော်ခဏီသာတိခန့်ချင်းဒီအောင်မြင်ရည်ပေါ့နော်ကြတော့ဟို ကောင်းမဲ့ထင်လို့လှုပ်တာလှုပ်ပေါ့နော်ကိုကကောင်းမဲ့ထင်လို့လှုပ်လိုက်တဲ့အရာအဆိုးမဖြစ်လာဘူးတော့လှုပ်တာပေါ့နော်ဒါချင်းချင်းလေးပဲနော်ကိုကကောင်းမဲ့ထင်လို့လှုပ်လိုက်တဲ့အရာအဆိုးမဖြစ်ပွားလာဘူးအဆိုးတန်နေရမလဲဘူးနော်အဲ့ဒီကကျွန်တော်ကတော့ဖြစ်စီခြင်းပဲနော်အဆိုးတန်နေရမလဲဘူးဖြစ်စီခြင်း